အားလုံးပဲမင်္ဂလာပါဗျာဒီနေ့ကတော့ကျွန်တော်ဂျာရီတာမီတွေတက်တက်စာသိစရာကိစ္စတွေကောင်းတဲ့ဂျိုတွေကိုဘယ်လိုအသုံးချမလဲဆိုတဲ့ကိစ္စလေးတွေပြောပေးချင်တာဖြစ်တယ်အဲ့တော့ဂျာရီတာမီတွေတကယ်ကောင်းတဲ့ဂျိုကဘယ်ဂျိုလဲပေါ့ဂျာရီတာမီတွေတကယ်ကောင်းတဲ့အုပ်ဆိုးနေတဲ့ဂျိုကတင်းလာဂျိုပါနော်တင်းလာဂျိုပါတင်းလာဂျိုဆိုတာမျိုးကဘယ်လိုနေရာတွေကောင်းဂျိုပြူတာလဲပေါ့ဟိုဂျာရီတာမီတွေကိုကျွန်တော်တို့ကတင်စားပြီးပြောရရင်ဘယ်လိုပြောရမလဲဆိုတော့အလှမ်းကျယ်ပြီးအလေလက်နေတာမျိုး နီးလုံးတော့မမြင်တာမျိုးเนาะဟိုပညာရှိသတိဖြစ်ခဲဆိုတာမျိုးသတိမမှုဂူမမြင်ဆိုတာမျိုးအဲ့လိုမျိုးကြာဝေးသားမီဒီယာအရန်ဖြစ်တယ်ဒါကြောင့်ပဲနီးလုံးတော့လည်းမမြင်ဘူးဆိုတဲ့အတိုင်းကြာဝေးသားမီဒီယာဘာလို့လို့တစ်ခါကြာရင်အလန်းကျယ်လွန်အကြီးတယ်အော်အလန်းကျယ်ပြီးအလဲလက်သွားတယ်ဒါကြောင့်ပဲကိုအနီးအနားမှာရှိတဲ့ပြင်ဆင်စရာတွေကိုမပြင်ဆင်မဲနဲ့ဟိုအဝေးကိုလှမ်းကြည့်ပြီးတော့စဉ်းစားပြီးလှုပ်လိုက်တာနဲ့ တလွဲတွေဖြစ်ကုန်တာတွေကြာပြီးသားပြီးတာတိတ်ဖြစ်တယ်အချို့ဆိုအလုံးလုံးတယ်အာဒီလုပ်ငန်းကိုလေယုံရှိသေးတယ်နောက်လို့တစ်ခုထက်ချဲ့တယ်အာပတ်ဆက်မလောက်ရင်ဘေးလူစရာဆွဲတယ်အလုံးတွေထက်ချဲ့တယ်အဲ့လိုအောင်နေတဆင်ဘာတွေဖြစ်လာတယ်ဆိုတော့တဖြည်းဖြည်းနဲ့မနိုင်မနှင်းတွေဖြစ်လာပြီးတော့လုပ်ငန်းတွေနဲ့ပတ်သက်ပြီးတော့အခြေမခိုင်မဲ့ပြိုလဲတာတွေအလွန်ဖြစ်တယ်အဲ့တော့ကြာပြီးသားမိရတခါကြရင်အကြီးကြီးကြံတာအကြီးတွေးတာဟာငါဟိုဟာကြီးကိုအကြီးကြီးလှုပ်ချင်တယ်ဒါကြီးအကြီးကြီးလှုပ်ချင်တယ် အကိုရှိတဲ့ငွေရင်အကိုရှိတဲ့လူရင်အကိုမှရှိတဲ့အကြံဉာဏ်နဲ့လုံလောက်လားမလုံလောက်လားမသိတော့တော့အဲ့လိုတွေဖြစ်တာဒီလိုတွေဖြစ်တဲ့အတွက်တော့ဂျာရီသားမီးတွေဖြစ်လာပြီဆိုရင်ကျွန်တော်တို့ကအနီးကပ်ကိုလည်းကြည်ပါဆိုတဲ့စိတ်ကတနင်းလာထိန်ချုပ်တာဒါဂျာရီဖြစ်တဲ့ဆိုရင်တနင်းလာတနင်းလာဆိုတော့ကျွန်တော်တို့ဘေးတွေမှာဂျိုရန်လနော်ကျွန်တော်တို့ ਨੇ အနီးဆုံးအနီးဆုံးဂျိုပေါ့ဗျာလလဖြစ်တဲ့အတွက်ကျွန်တော်တို့ကဂျာရီသားမီးဖြစ်တယ်ဆိုရင်ကို့ဘေးနာပတ်ဝန်းကျင်ကိုလည်းကြည်ပါဦး သူများတွေဘာတွေလုပ်နေလဲနော်အကြီးကိုပဲမတွေးနဲ့အဝေးကိုမတွေးနဲ့အနီးကငါဘာလုပ်တဲ့လဲအများကြီးမစင်စားနဲ့ကိုကိုကိုငါဘာပြုပြင်တဲ့လဲကိုအရင်စင်စားအရင်စင်စားကြီးမှကြံတာတွေလုပ်အဲ့လိုမှမဟုတ်တာနဲ့ကြာတာပရိယာအကြီးတွေတွေးအကြီးတွေလို့အကြီးတွေစင်စားပြီးတော့ကိုယ်ကားတွေဖြတ်သွားတတ်တယ်ဆိုတာကိုတနင်းလာက ပြန်ထိမ့်မိတာအနုစိတ် အသေးစိတ်လည်းကြည့်အောင်ဒါတော့ကြာပြီးသားမိတယ်အဲ့ဒါတွေသိထားဖို့လိုတယ်ပြီးရင်တဲလာကျိုးက ရှင်းပြောရရင်ဂျာရီသမီးမှာဂျာရီသားမှာအဓိကပြပညာဂျူဖြစ်တယ်ပြော။တော့ဒီပညာဂျူဖြစ်တဲ့အတွက်ကျွန်တော်တို့ကဟိုတနင်္လာဂျူနဲ့ပတ်သက်ပြီးတော့နဝင်းမှာရောက်နေတဲ့လူတော်တော်များများကဘာဖြစ်လာလဲဆိုတော့ပညာရဲ့နဲ့ပတ်သက်ရင်လိုက်စားမှုတွေတအားများတယ်။ဟိုလိုက်လိုက်စားမှုတွေများရင်လက်တွေ့မှာအသုံးမချတာမျိုးတွေလက်တွေ့မှာတကယ်ဟိုမလုပ်ဖြစ်တော့တာမျိုးတွေပညာနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့တကယ်လက်တွေ့လောက်ကမဲ့ကိစ္စမျိုးတွေမှာအထူးဆိုရင်နှစ်ပေါင်းများစွာပညာသင်လိုက်တယ် ်တင်ပြီးတော့ကျွန်တော်တို့မလုပ်ကြတော့တကယ်လက်တွေ apply ပြန်လုပ်တဲ့နေရာမှာကျတော့အားနေသွားတယ်အဲ့လိုမျိုးတွေကြာရာဘေးကတိတ်ဖြစ်တယ်ဒါကြောင့်တင်တာလဲတင်လှုပ်ရှားရှိတာလဲလှုပ်ဆိုတာကိုတင်းနေလာလက်တွေကျွန်တော်တို့ကပြန်ထိမ့်မိတယ်ဒါဒါကြောင့်ပဲကျွန်တော်တို့ကြာရွေးသားမိတွေကိုအဲ့ဒါလဲသိစေခြင်း ਨੇ နောက်ပြီးတော့ကြာရာဘေးဖြစ်လာပြီဆိုရင်ကျွန်တော်တို့သိရမယ်နောက်တစ်ချက်ကဘလို့ဟာမျိုးလဲဆိုတော့ဟိုရုတ်တီးနဲ့နေတာမျိုးတွေတခုခုဆိုရင်ကျွန်တော်တို့ကအတွေးခေါ်ယူအစပိုင်းမှာ ဟိုပညာကိုအခြေတည်တဲ့လူဖြစ်တဲ့အတွက်လေးလေးအားလေးနေတာတို့ပြုံးပျော်ပျော်မနေတာတို့အခက်တီတီနေတာကိုပညာရှိပုံစံပညာတတ်ပုံစံမျိုးနေတာမျိုးပေါ့နော်ဒီလိုနေတာမျိုးကိုကံကမကြိုက်ပါဘူးအဲလိုမျိုးနေတယ်ဆိုရင်လည်းအချို့နေရာတွေမှာရင်းနှီးကြောင်းဝင်မှုအားနေပြီးတော့ကိုယ့်ရဲ့အလုပ်သမားတွေကိုယ့်ပတ်ဝန်းကျင်တွေကိုယ့်မိတ်ဆွေတွေနဲ့တသားတည်းမဖြစ်သွားတဲ့ပုံစံမျိုးတွေဖြစ်ပြီးတော့အာသူကြီးကျယ်ပါတယ်လို့စိတ်ကအခြားလူတွေကထင်သွားပြီးအချို့နေရာတွေမှာကိုယ့်ကိုမတိုင်မင်တော့တာမပြောတော့တာ ဒါတွေကစအကုန်ဖြစ်နိုင်တယ်ဒီအချက်တွေကိုလည်းကျွန်တော်တို့ကကြာသာပတိသားမီးအတွက်မေးလို့မရပါဘူးနော်နောက်ပြီးကြာသာပတိသားမီးတွေအတွက်လုပ်ငန်းစီးပွားချို့ကတောက်ကြဆိုပါတောက်ကြဆိုတောက်ကြဆိုကစီးပွားရေးချို့ဖြစ်တဲ့အတွက်တောက်ကြနိုင်တဲ့ပတ်သက်တဲ့ကိစ္စတွေကစီးပွားရေးအနေနဲ့လုပ်မယ်ဆိုရင်သိတ်ကောင်းတယ်အဲ့တော့တောက်ကြချို့ဘယ်လိုစီးပွားရေးလုပ်မလဲပေါ့အတောက်ကြနဲ့ပတ်သက်အဲ့တောက်ကြချို့ကစီးပွားရေးနဲ့ပတ်သက်ဆန့်ရွယ်တဲ့ချို့ဖြစ်တဲ့အတွက်တောက်ကြဇင်ခံပစ္စည်းတွေအပန်းဖြေတာရောအနားယူတာရော အန္တာဒိမ့်မဆန်ဆန်အလုပ်တွေတို့နော်စိတ်ခံစားမှုပျော်ရွှင်မှုအပျော်အပါအပန်းဖြေဒါကိုပေးတဲ့အရာတွေဖြစ်တယ်ကြာရီးသားမီးတွေကအလုပ်စည်းဝါးနဲ့ပတ်သက်ရင်အဲ့ဒီပုံစံစဉ်းစားဖို့လိုတယ်နော်အလုပ်လုပ်ပြီဆိုလဲကျွန်တော်တို့ကလှုပ်ရှားရှိတာလှုပ်နားရရရှိတာနားပျော်စရာရှိတာပျော်ဆိုတဲ့လူမျိုးတွေအဲ့လိုလှုပ်တာပိုကောင်းတယ်အလုပ်ကြီးပဲဖိလှုပ်ရင်ပျော်စရာမရှိဘူးစိတ်ကလည်းစတေကြီးနဲ့နေပြီးတော့အာကိုကိုတိုင်းထိမ့်ချုပ်ထားတာများရင်အတွင်းမှာအဆင်မပြေဘူး ဒါကြောင့်ပဲအာယုံ၅ပါးခံစားရမယ်ဆိုရင်ခံစားရမယ့်အချိန်မှာခံစားလိုက်လှုပ်ရှားရှိတဲ့အချိန်မှာလှုပ်လိုက်အဲလိုမဟုတ်ဘဲနဲ့ပညာရှိရရင်အရန်ချုပ်ထိန်းနိုင်ရင်အချို့နေရာတွေမှာလူမမြင်ဝင်းတဲ့ကိစ္စတွေသူတို့ကလှုပ်လာကြာပြီးသားမိတယ်အမှောင်ဘက်ကိုရောက်သွားတယ်အပြင်မှာတော့ငါလူယိုတွေရှီယိုတွေနောက်မှာခွက်ပုံးချနေတယ်ဒီလူမျိုးတွေဖြစ်တတ်တယ်လူမျိုးတွေဖြစ်သွားတတ်တယ်ပြီးတော့ဇင်ကန်ပစ္စည်းဖြစ်တဲ့ကာကန်ရှင်ဟာဂဒင်တို့မှုရာတို့တီဗီတို့အပန်းပစ္စကန်းတို့ကန်းချီတို့နော်နောက်အပျော်ပါတို့အန်တာတိန်မန့်တို့ကစားကွင်းတို့စသဖြင့်ပေါ့ဗျာ ဟို KTV တို့စင်တင်တို့အာတိတ်ဂီတာတို့အနုပညာတို့အင်စထရူမန့်တွေတီးတာတို့ဒါတွေနဲ့ပတ်သက်ရင်တော့အရန်ကောင်းတာဖြစ်တဲ့အတွက်ကျွန်တော်တို့ကဒီစတာရှင်တွေဟာဖြော်ပြေးအန်တာတိန်မန့်အပျော်ပါဒါကိုအခြေပြုတဲ့စီးပွားရေးတွေကောင်းတယ်ဂီတာအနုပညာအတ္တမိုင်းဆိုင်ရာနဲ့ပတ်သက်တဲ့လုပ်ငန်းမျိုးတွေလည်း လုတ်ဖို့လိုတယ်ကိုစီဝါလုတ်တဲ့ခါကျရင်လည်းနားအနေနေပေါ့အချို့အိမ်ပြန်လာတယ်ကာအိုကေလေးဆိုလိုက်တယ်အပန်းဖြေတယ်ဂတာလေးသီးတယ်အပန်းဖြေတယ်တခြင်းလေးနားထောင်တယ်အပန်းဖြေတယ်အဲ့လိုမျိုးလုတ်ပြီးရင်ပို့ပြီးတော့ကောင်းတယ်လို့ပြောသလိုကိုစီဝါရဲ့အနီးနားတွေမှာလည်းအဲ့လိုပေါ့အတန်နဲ့ဆိုင်ရာတီးလုံးလေးတွေအတန်လွန်လွန်လေးတွေဒီလိုမျိုးလေးတွေထားတာမျိုးကပို့ပြီးတော့ကြာပြီးသားမိတွေတကန်ကောင်းစေနိုင်တယ်လို့ပြောပါတယ်ဒီအချက်ကတော့ကျွန်တော်တို့စီးပွားရေးနဲ့ပတ်သက်ရင်သိထားစေချင်တာ။ဒါအပြင်တောက်ကြလုံခြုံရေးဖြစ်တဲ့အတွက်ဂျာရီသားမီးယာကာဝယ်မှုအပိုင်း security အပိုင်းနဲ့ပတ်သက်တဲ့စီးပွားရေးတွေလည်းလုပ်လို့ရတယ်။ နော်ဟို data တွေကိုကာကွယ်ပေးတာမျိုးလို့စီးပွားရေးနဲ့ပတ်သက်ရင်လည်းအဲ့လိုအကာအကွယ်ပြုတဲ့အပိုင်းပေါ့ဒီအပိုင်းတွေနဲ့ပတ်သက်ရင်အရန်အားရစရာကောင်းတဲ့လူမျိုးဖြစ်လဲကျွန်တော်တို့တွေ့ရတယ်ဒါကြောင့်အဲ့ဒီအပိုင်းတွေလုံးလို့ရလို့ဟိုဘန်လုပ်ငန်းတို့အပေါင်ခံတာမျိုးတို့နော်သူတို့ဘာပစ္စည်းကိုတိမ်မိထားတဲ့နော်သူတို့ဘာပစ္စည်းကိုအာမခံမိထားတဲ့အာမခံလုပ်ငန်းတို့ဒီလိုစီးပွားရေးတွေနဲ့လည်းဘဝမှာအောင်မြင်ပြီးတော့ဒီလိုပုံစံမျိုးစီးပွားရှာရင်လည်းပိုကောင်းတယ်ဆိုတာမျိုးကျွန်တော်တို့တွေ့ရတယ်ဒါကြောင့်ကို့ပုံကအရင်ဟိုအောင်ဖြစ်ပဲနဲ့ ဟိုပေါ့ဘဘပျော်ဘဘဖြစ်နေတဲ့ဂျာရီသားမီးတွေရဲ့ပုံစံမျိုးဖြစ်နေရင်တော့ပိုကောင်းတာပေါ့ဗျာနောက်ပြီးဂျာရီသားမီးတွေအတွက်ကျွန်တော်တို့အချစ်ရေးစမ်းကြိုပေါ့အဲစမ်းကြိုကအင်္ဂါပိုင်တယ်ဗျာအင်္ဂါပိုင်တော့အင်္ဂါကကျွန်တော်တို့ကဖြတ်လက်တာငယ်ရွယ်တာဖင်ပေါ့တာအဲဘယ်လိုပြောမလဲဆိုတော့နုပြိုတာပေါ့ဒါကိုပြောတဲ့အတွက်ဂျာရီဂျိုတက်ကကျွန်တော်တို့က16နဲ့အင်္ဂါဂျိုတက်က10နဲ့ကွာတယ်လေး16နဲ့10နဲ့ဒါတော့ပဲဂျာရီသားမီးတွေက မတိစိတ်မှာတိစိတ်မှာမဟုတ်တော့မတိစိတ်မှာငယ်ရွယ်တဲ့လူဖြက်လက်တဲ့လူ ကိုထက်နုပြိုတဲ့လူကိုထက်ပေါ့ပွားနေတဲ့လူအခက်မိတဲ့လူအာလူငယ်ဆန်တဲ့ပုံစံမျိုးပို့ကြိုက်တယ်ဘလို့ပဲကျွန်မလူကြီးကိုပဲကြိုက်တာပါအကိုကြီးတွေပဲကြိုက်တာပါဦးလေးတွေပဲကြိုက်တာပြောမတိစိတ်မှာငယ်ရွယ်တဲ့တူအောင်ကြိုက်တယ်နော်အယောက်ျားလေးလည်းလိုပဲယောက်ျားလေးကြာရေးသားမျိုးလည်းကိုထက်နုတာငယ်တာကြိုက်တယ်ယောက်ျားလေးတော်တော်များများနုတာငယ်တာကြိုက်တယ်တူပါ เนาะထားပါအဲ့တော့ဒါတော့အဲ့လိုဖြစ်တဲ့အတွက်ဂျာရီသားသမီးကိုလက်တွဲပေါ်ရှာတဲ့အခါကျရင်ဂျာရီသားသမီးကအဲ့လိုမျိုးဖြစ်တဲ့လူကိုရှာဖို့လိုတယ်ဖြစ်ပြလဲလဲရှိတဲ့လူမျိုးတွေเนาะဟိုအလုံးလုံးတဲ့အခါဆိုရင်လည်းလက်တွေကြကြလုံးတဲ့လူမျိုးတွေဒါဂျာရီသားသမီးတွေကလို့စာရေးဆရာလို့လို့ပကြီးဆရာလို့လို့အဲ့လိုဟာမျိုးတွေ ਨੇ တိတ်မအပ်ဆက်ဘူးအာဒူးတော်တိုင်းပေါ့လုံးမဲ့ချမဲ့အဲ့လိုလူမျိုးတွေကိုအိမ်တော်ဘက်ထွေရေးချဲတယ်ဆိုရင်ပိုကောင်းတယ်လို့ပြောတယ်အဲ့တော့ငယ်ရွယ်သူတွေနဲ့အိမ်တော်ကြတတ်တယ် အကြတတ်တဲ့လူတွေကလည်းစီးပွားရေးလုပ်ငန်းလုပ်တဲ့အခါကျရင်အဲ့လိုလက်တွေ့ကြကြစီးပွားရေးတွေဆက်ပစ္စည်းနဲ့ပတ်သက်တဲ့လုပ်ငန်းမျိုးတို့နော်အယောင်နဲ့ပတ်သက်တဲ့လုပ်ငန်းမျိုးတို့ဟိုဆက်လက်နဲ့ပတ်သက်တဲ့လုပ်ငန်းမျိုးတို့စအပိုပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းမျိုးတို့ဒီအလုပ်တွေနဲ့အဆက်ကြတာမျိုးလည်းကျွန်တော်တို့တွေ့ရတယ်ဒါကတော့တကယ်ကိုဂျာရီသားမီးတွေတော့အချစ်ရင်းမှာစိုးမိုးနေတဲ့အနေအထားမျိုးဖြစ်တယ်ဒါကြောင့်ဂျာရီသားမီးတွေဟာ ငယ်ရွယ်ဖြက်လက်နုပြိုတာကိုပူကြိုက်တာဖြစ်နေတယ်ကိုအိမ်အောင်ဘက်ကအဲ့လိုဖြစ်နေပို့လို့အဲ့ဒါကိုအိမ်အောင်ဘက်ကကြာတာပရိဖြစ်တယ်ဆိုရင်ကိုနည်းနည်းလေးအရန်ကြီးပုံတုံးနေလားအရန်ရင့်ရော်နေလားအုံမင်းနေလားချက်ကြည့်ပါအဲ့ထက်နည်းနည်းလေးပြန်နုပြိုအောင်နေပါပြီးလည်းပြောအရန်ဝါလုံးနေလားဖြက်ဖြက်လက်လက်ပေါ့ပေါ့ပါမဖြစ်တော့ဘူးလားဒါဆိုရင်ပြန်ပြီးတော့ကျွန်တော်ပြန်ချိန်ပါဒါဆိုရင်ကြာဝေးသားမီးနေနဲ့ပြန်ပြီးသားစားတာပြန်ဖြစ်နိုင်ပါလိမ့်မယ်ပို့ပြီးတော့ရင်းနှင်းမှုနှုတ်ထွက်မှုပို့ပြီးတော့ရသွားနိုင်တယ်ပေါ့နော်အဲ့ဒီချက်လေးပြောခြင်းတယ်အကြာရီသားမီးဒီမှာလုံးလုံးကလက်မလွတ်တဲ့နာဘာလဲဆိုတော့ တနင်္လာသူအားကောင်းဆုံးဖြစ်တဲ့အတွက်အနည်းဆုံးကိစ္စတွေကိုလုံးဝမမေ့နဲ့နော်ကို့အနည်းဆုံးမှာငါဘာရမလဲကို့ရဲ့အနည်းဆုံးမှာဘာပညာရမလဲဘာစီဝါရမလဲကို့အနည်းဆုံးနေရာတွေကနေဘာရွေးထုတ်ယူရမလဲဆိုတာကိုစဉ်းစားပါနော်အဲ့တော့ဘယ်နေရာရောက်ရောက်ဘယ်နိုင်ငံရောက်ရောက်ကို့အနည်းဆုံးမှာစီဝါလုပ်လို့ရတာဒါပေါ့ကို့ရက်ကွက်ကို့လမ်းထဲမှာငါစီဝါဘာလုပ်လို့ရမလဲနော်ကို့ရွှေမိုးတောင်ရဲ့အတိုင်းဝိုင်းနေကြတယ်မှာငါဘာစီဝါရေးလုပ်လို့ရမလဲဒါမှမဟုတ်လေမိဘလက်ငုပ်ကိုပို့ပို့ပြီးတော့ငါ modify ဖြစ်အောင်ဘယ်လိုလုပ်နိုင်မလဲ မိဘလက်ငုပ်ကိုပို့ပြီးတိုးတက်အောင်ငါဘာလုပ်မလဲအဲ့လိုမျိုးတွေစဉ်းစားပြီးစီးပွားလုပ်တာကပိုကောင်းတယ်လို့လည်းအကြံပေးကြပါတယ်။နောက်ဆုံးတော့သဘောပေါက်မယ်တင်ပါတယ်ဂျာရီသားမီးအားလုံးမိမိရဲ့ကောင်းတဲ့ဂျိုးတွေကိုကောင်းစွာအသုံးချနိုင်ပါစေလို့ပြောကြရင်လည်းနီကောချောက်အပ်ပါရဗျ။